ဆိုတော့ဥပ္ပတိလကိုကိုယ့်ဘာကိုအိမ်မှာယူလို့ရမရဆိုတော့ယူလို့ရတယ်ပေါ့နော်ကိုယ့်ဘာကိုအိမ်မှာယူလို့ရတယ်အဲစိတ်ထဲမှာလည်းစောက်တည်လို့ရတယ်နော်စိတ်ထဲမှာဘုရားရှင်မှာလည်းစောက်တည်လို့ရတယ်အဲဘုန်းကြီးเจ้าမှာသွားယူလည်းရတယ်အစိမ့်ပြသူလို့ယူလို့ရတယ်အဲ့တော့ဘာထူးတယ်လဲမေးရင်တော့ဆေရောတန်ဃာတော်ရေစီမှာယူရင်တော့ဘာဖြစ်လဲဆိုတော့အာမဘန်နေခံထားတာလေကိုကအမဘန်နေခန္ဓာတဲ့အခါကျတော့လွန်ကျူးစရာကြုံလာခဲ့ရင်တော့မှကိုကဟောငါဒီနေ့ဆေရော့စီမှာယူထားတယ်ဆိုတော့စိတ်ကလေးကရှိတော့ ဟိုဆရာတော်ပေါ်မှာအားနာတဲ့စိတ်နဲ့ပေါ့နော်ရိုသေလေးစားတဲ့စိတ်နဲ့မလွန်ကျူးမိတော့ဘူးပေါ့အဲ့တော့ဟိုဇာတ်ထဲမှာတာဒဂါလေးတစ်ခုပြထားတာလေအဲဒဂါကြီးတစ်ယောက်ကလက်သမားကြီးတစ်ယောက်ကအဲ့ဒီမှာသူတီလာယူပြီးတော့လက်ထုံဖို့သွားတယ်ဘုန်းကြီးစီမှာယူရောကြောင့်ဘုန်းကြီးစီမှာတီလာယူလက်ထုံဖို့သွားပြီးတော့လက်ထုံပြီးတဲ့အချိန်မှာနွားတွေကိုသူကလွတ်ထားတာလွတ်ထားတဲ့အချိန်မှာညနေအိမ်ပြန်မယ်ဆိုတော့နွားတွေကိုတောထဲမှာသွားခေါ်ခေါ်တဲ့အချိန်မှာအမသူ့ကိုစပယ်ကြီးမွေကြီးတစ်ကောင်ကပတ်ထားတာ ไอ้เลดมาโอ้บ่เนาะเป็ดတော့သူ့လက်ထက်မှာလဲဓာပါတယ်သူဓာနဲ့ဒီမွေကိုသူခုတ်လိုက်မယ်လို့သူစဉ်းစားလိုက်တယ်ဓာနဲ့မွေကိုခုတ်လိုက်မယ်လို့စဉ်းစားလိုက်ချိန်မှာမနက်ကတီလာယူတော့တတိရတယ်ဟောငါမနက်ကရှယ်ရော့စီမှာငါတီလာယူလာခဲ့တယ်သူတို့ဘာတက်ကိုတက်ချင်းမှာချောင်းချင်းပါဤတဲ့အဲ့တော့ငါသာဒီဓာနဲ့ဒီမွေကိုတတ်လိုက်မယ်ဆိုရင်ငါဆရာတော်ဘုံမှာမယူတရားရောက်မယ် ဟိုဆရာတော်ရဲ့တခါတယောက်အနေနဲ့ဒီလိုသီလကိုဖျက်အောင်လားဆိုတော့လေဆရာတော်လည်းမကောင်းဘောเนาะနာမည်ပြတ်မယ်အဲ့တော့ဆရာတော်ကိုငင်းညတ်တော့အပြင်ငါမတက်တော့ဘူးဆိုပြီးတော့သူဓာတ်ကိုလွတ်ချလိုက်တာပေါ့လေမတက်ဖြစ်တော့ငွေကိုတေးငါတေးလည်းတေးပါစေတော့ပေါ့เนาะဒါပေမဲ့ကံကောင်းရှင်တော့ငွေကလည်းသူ့လိုလိုပြန်ဖြီးပြီးတော့ပြန်ဆင်းပြေးသွားတယ်ပေါ့တော်တယ်ဝင်ပြေးသွားတယ်အဲအဲ့တော့ဇာတ်ထဲမှာတာတကအထုတ်ပြထားတာပေါ့အဲ့တော့ ဟိုတကယ်တော့သူတာမန်ဆိုရင်တော့ကိုယ့်ဘာကိုယ်ယူလာခဲ့တဲ့ပုံကိုယ်ဆိုရင်တက်ဖြစ်ရှင်တက်ဖြစ်သွားမှာပေါ့နော်ဆရာတော်စီကဆောက်တည်ထားတာဆိုတော့ဆရာတော်ကိုလေးစားအားနာတော့အပြင်သူမတက်ဖြစ်ဘူးပေါ့နော်ဒါကြောင့်ကိုယ့်ဘာကိုယ်တီလာယူလို့ရပါတယ်ဒါပေမဲ့အဲ့တော့အထူးခြားချက်ကတော့ဆရာတော်တန်ခါတော်ဒီစီမှာယူရင်တော့ပို့ပြီးတော့လေးနဲ့တယ်ပို့ပြီးတော့စောင့်ထင်းဖြစ်တယ်ပေါ့လေဒါပါပဲယူတာကတော့ကိုယ့်ဘာကိုယ်လည်းယူလို့ရတယ်စိတ်ထဲကယူလို့လည်းရပါတယ်